မင်္ဂလာပါရှင်ဗမာခေတ်တည်ထင်ဌာန၏ထိတ်တန့်တဲ့များကိုတင်ဆက်ပေးပါမယ်ပထမဆုံးမင်းအောင်လိုင်းမန္တလေးတက္ကသိုလ်နှစ်တရာပြေပွဲလာတဲ့ချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တဲသို့ရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် အချမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုက်ကယနေ့ကြရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုလာရောက်တက်ချိန်မှာမန္တလေးမြို့နန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar BWM မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ရှနေအော်တိုဘာလ၄ရက်မနက်6:15မိနစ်ချိန်မင်းအောင်လိုက်ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ရန်ပြည်ဦးလင်မှာမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပကအတွင်မှခိတ္တဝင်ရောက်တိုက်ခိုခဲ့သည်ဟုတရင်ရရှိသဖြင့်ရှော့တိုက်တုံးနှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းမန်တက္ကသိုလ်ရှာပြည့်ပွဲတွင်မင်းအောင်လိုက်ကအယက်သားပြည်သူအများပြားကိုလူသားတိုင်းဖြင့်ကောက်ွယ်ယူပြီးပွဲတက်မည်ဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာအတိကျဖြစ်၍ပုံမလွယ်ကူသောလည်းအယက်သားပြည်သူများမှထိခိုက်မည်ကိုရှောင်ရှားလိုသောကြောင့် မြန်အောင်လိုက်ခိတ္တတဲခုံရလပကအတွင်ကိုသာပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ပြည်သူများ၏အကခုံများဖြင့်လူသားတိုင်းလှုပ်ထားသောကြောင့်မန်တက်ကတော်ရပြေပွဲတက်နေတဲ့မင်းအောင်လိုင်ကိုထပ်မံတိုက်ခိုက်ရန်အခွင့်မသာခဲ့တော်လဲလာပါခအတွင်သို့ပြစ်ခတ်ထားမှုကြောင့်၎င်း၏တပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်းယနေ့မစ်ရှင်မှာနိုင်ပိုင်းတွင်လျှက်တပြက်စီစဉ်ရသောမစ်ရှင်ဖြစ်တော်လဲစေကောင်းဆောင်ကိုအမှန်တကယ်ချင်းချောင်းနိုင်သောမစ်ရှင်ဖြစ်သည့်အတွက်ကုညီအားဖြင့်ပေးသောနေမြေကန်မဟာမိတ်တို့ကိုအထူးကျေးဇူးတင်ကြောင်း Brave Warriors for Myanmar BWM ဖွဲ့တာဝန်ရှိသူကပြောဆိုပါသည် မင်းအောင်လိုင်းလပကမှာလတဲတယ်လို့သိရလို့ချက်ချင်းစီစဉ်လိုက်ရတာပါ။ရှော့တိုက်တုံးနှလုံးစလုံးလပခတွေကိုကြားတယ်လို့သိရတယ်။ပြစ်ပြီးမကြခင်မှာလင်းရင်နဲ့ပတ်ရှာပါတယ်။လပခဝင်းချင်ရောမဲမျိုးပေါ်ရောပတ်ဝဲနေတာရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာနဲ့စုခွာနိုင်ခဲ့ပါတယ်ဟု Brewers for Myanmar BWM တာဝန်ရှိသူက ရှင်းပြပါတယ်။ အဆိုပါမစ်ရှင်ကို BWN ဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ NMD, PDF, PSF နဲ့ရတနာဘုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BWN ၏ Mission 46အဖြစ်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယနေ့မနက်စင်နိုင်ဝင်းချင်မှာမင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရာပြည့်ခန်းနာတို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ခြင်းအမတ်တရားစကားပြောခြင်းတက္ကသိုလ်အဆောင်အုံများကိုကြီးစုစစ်ဆေးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မှာနှစ်လအတွင်းစစ်ကောင်စီရွေးကောက်ပွဲလှုပ်ဆောင်တဲ့နေရာ73ခုတိုက်ခိုက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာပြီးခဲ့တဲ့ဩဂုတ်လစက်တင်ဘာလနှစ်လအတွင်းမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကုညီလှုပ်ဆောင်နေတဲ့နေရာ73ခုကိုရန်ကုန်မြို့ပြအဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိမှာရက်ွက်အုပ်ချုပ်ရေးမှုတွေကစစ်ကောင်စီရဲ့ရွှေကောက်ပွဲအတွက်အများဆုံးကူညီပေးနေတာကြောင့်နှစ်လတွင်တိုက်ခိုက်ခံရမှုအများဆုံးကရက်ွက်အုပ်ချုပ်ရေးမှုယုံတွေဖြစ်ပါတယ်။တိုက်ခိုက်မှု73ချိန်မှာမြို့နယ်16ခုကမြို့နယ်6ခုကရက်ွက်အုပ်ချုပ်ရေးမှုယုံ9ယုံတိုက်ခိုက်ခံခဲ့ရပါတယ်။ဂျန်တဲ့နေရာတွေကတော့လူဝင်မှုကြီးကြပ်ရေးယုံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံ3ယုံရင်းတိန်တပ်ဖွဲ့ယုံ2ယုံနဲ့ရဲစခန်းတို့ပါဝင်ပါတယ်။တိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့တဲ့အဖွဲ့ကတော့ရန်ကုန်အာမေးဖြစ်ပြီးတပ်ဖွဲ့ချင်းယုံမဟာမိတ်တွေနဲ့ပူးပေါင်း င်းတိုက်ခိုက်မှုပေါင်း၅ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဂျန်နယ်အဖွဲ့တွေနဲ့အနောက်ပိုင်းခေဘာကာဖာက၄ကြိမ်၊မြို့ပြကျွမ်းနဲ့ Operation Flame က၃ကြိမ်စီလက်သာကြီးမြတိုင်းမြောက်ကလာပါပြည်သူ့ကာကွယ်အဖွဲ့တွေနဲ့ရန်ကုန် UG ပြပအာမီတို့က၂ကြိမ်စီ ပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်ရန်ကုန်အာမီအနေနဲ့လှေကူးမြို့နယ်ကရက်ွက်အုပ်ချုပ်ရေးမှူးတဦးကိုစစ်ကောင်စီရွေးကောက်ပွဲအတွက်လှုံ့ဆော်နာရီရဲတန်းကရက်ဖို့နောက်ဆုံးကြိမ်တတိပေးခဲ့တာလည်းရှိပါတယ်။ ဒီလိုတတိပေးရတာကပြည်သူတွေပေါ်ပြိနေခံရတဲ့အကြောင်းကိုတိုင်ကြားမှုတွေများတာကြောင့်တတိပေးစာပေးဖို့ခဲ့တာဖြစ်ပြီးမလိုက်နိုင်ရင်တော့တတိပေးထားတဲ့အတိုင်းရေးယူသွားမယ်လို့ရန်ကုန်အာမေရဲ့တာဝန်ရှိသူကပြောပါရယ်ရေးကဝဲအတွက်အတက်တရော်လှူဆောင်နေကြတဲ့ကောင်တွေကိုစည်ရင်အသေးစိတ်ပြုစုထားတယ်တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့ကောင်တွေစီကျွန်တော်တို့အရောက်လာမယ်လို့အထက်ပါတာဝန်ရှိသူကပြောပါရယ် Operation Flame အဖွဲ့အနေနဲ့လည်းစစ်ကောင်စီရဲ့ရေးကဝဲအတွက်ကူညီလှူဆောင်နေသူတွေကို Firepower အထူးစစ်ဆင်ရေးလို့အမည်ပေးထားပြီးတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါမြို့ပြအဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုလက်ပစ်ဘုံတွေမိုင်းတွေနဲ့အဓိကပြုလုပ်ခဲ့တာဖြစ်ပြီးထိခိုက်မှုတွေရှိပေမဲ့တရင်ဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး ရန်ကုန်မြို့ပြကစိတ်ကောင်းစီရဲ့ဖိနှိပ်မှုတွေပိုခံလာရသလိုမတရားဖန်ဆီးအရေးယူမှုတွေလည်းပုံမလုံဆောင်လာကြပါရယ်မြို့ပြအဖွဲ့တွေရဲ့ပြောပြချက်အရအုပ်ချုပ်ရေးမှုအများစုကလူမိုက်တွေမွေးပြီးလူငယ်တွေကိုမတရားဖန်ဆီးကစစ်မှုရန်အတွက်လိုအပ်တဲ့နေရာတွေကိုရောင်းစားတဲ့လူကုန်ကူးမှုတွေကိုပါလုပ်နေတယ်လို့သိရပါရယ်မြို့ပြအဖွဲ့တွေအနေနဲ့ကတော့စိတ်ကောင်းစီရွေးကောက်ပွဲအတွက်ကူညီသူတိုင်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေလုံဆောင်သွားမယ်လို့အချိန်ချင်းသတိပေးထားကြပါရယ်ပြည်သူတွေအနေနဲ့လည်းစိတ်ကောင်းစီရဲ့ရွေးကောက်ပွဲကိုတက်နိုင်တဲ့ က်ကဆန့်ကျင်ကြဖို့မြို့ပြအဖွဲ့တွေကတောင်းဆိုထားပါတယ်စင်ကောင်းစီကတော့သူတို့ရဲ့ထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲကိုအကောင့်ထဲပေါ်နိုင်ဖို့သူတို့လောက်ခံဖွဲ့စည်းတွေကိုဖိအားပေးလှုံ့ဆော်နေတာပါပြည်သူတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆန့်ကျင်မှုမပြုလုပ်နိုင်ဖို့အတွက်ထောင်တန်းတသက်တကြွန်းထိချမှတ်နိုင်မဲ့ပုံမှန်တွေနဲ့ချင်းချမှုတွေပြုလုပ်ထားပါတယ်ဒါပေမဲ့လည်းရန်ကုန်ကမြို့ပြအဖွဲ့တွေကတော့သူတို့စကားအတိုင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကူညီနေသူတွေကိုတိုက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်နေခဲ့ကြောင်းသိရှိရပါတယ် သူများအနေဖြင့်တက်လောက်စားဖို့သူဂျေဇုဆိုတဲ့အတိုင်းနိုင်ငံတော်ဤဂျေဇုသစ္စာစောင့်တရားမြို့ဟုစစ်ကောင်းဆောင်ပြောတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်မွေးဖွားကြီးပြန်းလာသည့်ပြည်သူများအနေဖြင့်တက်လောက်စားဖို့သူဂျေဇုဆိုတဲ့အတိုင်းနိုင်ငံတော်ဤဂျေဇုသစ္စာကိုစောင့်တရားမြို့ဟုစစ်ကောင်းဆောင်ကရေချောင်းလေချောင်းတနန်းသားလူငယ်များနဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။စေကောင်းဆောင်ဘူဂျုံမူကြီးမေအောင်လိုက်သည်ရမန်နီမေလ22ရက်ကနေပြည်တော်တွင်ပြုလုပ်တဲ့အခြေခံတဲ့တမ်းမြင့်ရေချောင်းလေချောင်း လူငယ်တနန်းမှာတနန်းသားတနန်းသူတို့နဲ့တွေ့ဆုံမှုမှာထို့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တက်လှုပ်ရှားဖို့သူကျေးဇူးဆိုတဲ့စကားနဲ့အညီဒီမေမောင်မွေဒီမေမောင်ကြီးပြင်းကြသူတွေဟာနိုင်ငံတော်ရဲ့ကျေးဇူးသစ္စာကိုစောင့်တိကြရမယ့်တာဝန်ဝတ္တရားရှိတယ်ဟုစစ်ကောင်းဆောင်ကပြောဆိုကြောင်းစစ်ကောင်းစီထုတ်ပြန်ကြေညာသိရပါတယ်စစ်ကောင်းဆောင်၏စကားအရမြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့တော်လဲအတင်းအဓမ္မအာဏာသိမ်းထားတဲ့စစ်ကောင်းစီလက်ရှိအုပ်ချုပ်နေမှုအပေါ်မနစ်ချိုက်သဖြင့်၎င်းတို့ပေါ်ကျေးဇူးတင်စရာစောင့်တိစရာမလိုကြောင်းရန်ကုန်မြို့နယ်အမျိုးသမီးတို့ကဆိုပါတယ်ဒီမေမောင်ကြီးပြင်း နာဟုတ်တယ်ကျေးဇူးလည်းတည်တယ်ဒါပေမဲ့လက်ရှိအုပ်ချုပ်နေတဲ့အပေါ်တော့မကြိုက်ဘူးသူတို့လုပ်နေတဲ့ဟာတွေကကျေးဇူးတင်စရာတကွက်မှမရှိတော့ကျေးဇူးတစ်ဆန်စောင့်သိစရာမလိုဘူးဟု၎င်းကပြောပါတယ်အာနာသိမ့်ပြီးနောက်စစ်ကောင်စီသည်ခုခံတော်လှန်မှုများကြောင့်စစ်ရှုံးလာသဖြင့်ပြည်သူလူထုကိုရန်သူတပွဲပြုမှုဆက်ဆံဖက်စီတက်ဖြတ်နေသလိုလေးချောင်းဖြက်လေနိုင်ငံတော်ဘုံကျဲတိုက်ခတ်၍တက်အင်အားစုဆောင်းလျက်ရှိကြောင်းသိရပါတယ်စစ်ကောင်ဆောင်ကတက်အင်အားပြုံးတိလာမှုအတွက်ပြန်လည်ဖြစ်တင်းရန်အရွေးရောက်ပြီးနိုင်ငံသားတိုင်းမ ဖြစ်မနေစစ်မှုထမ်းရမည်ဥပဒေနည်းဥပဒေများကိုအသက်သွင်းခဲ့တော်လဲ၎င်းနှင့်အပေါင်းပါသားသမီးများလက်ရှိအချိန်ထိပါဝင်ခြင်းမရှိသေးပေနိုင်ငံတော်ကိုတစ္ဆာစောင့်တည်ခြင်းဆိုသည်မှာနိုင်ငံတွင်းရှိမိဘပြည်သူများဘောဂျေဇူးမကန်ခြင်းဖြစ်သောကြောင့်စစ်ကောင်စီအနေဖြင့်အာဏာသိမ်းမှုကိုရပ်တန့်ရန်လိုကြောင်း Sister to Sister ဦးဆောင်ကော်မတီအဖွဲ့ဝင်တို့ကပြောပါရယ်အဲ့တော့တကယ့်ကိုနိုင်ငံတော်တစ္ဆာစောင့်တည်ဖို့လိုအပ်နေတာကတော့စစ်ဘုံကျုံမင်းအောင်လိုင်အပါဝင်သူအပေါင်းပါစစ်ကောင်စီအဖွဲ့သားတွေဖြစ်ပါ ါတယ်ဟုဥဆောင်ကော်မတီအဖွဲ့ဝင်မက်တင်ဆောင်ရှွန်းလက်ကြီးကပြောပါတယ် ထို့ပြင်စစ်ကောင်းဆောင်ကနိုင်ငံသားတိုင်းသည်မိမိတို့နိုင်ငံ၏တမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီးစစ်မှန်စည်းကမ်းပြေဝသည့်ပါတီစုံဒီမိုကရေစီစနစ်နှင့်ခင်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရာတွင်ဥဆောင်လူငယ်များဖြင့်ပတ်ဝန်းကျင်ရန်လိုကြောင်းဆိုထားပါသည်စစ်ကောင်းစီသည်ကာကွယ်ရေးအတွက်အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ AB 22ရက်မှမေလ23ရက်ထိရေချောင်းလူငယ်တနန်းနှင့်လေချောင်းလူငယ်တနန်းကိုဖွင့်လှစ်ခဲ့ပြီးယခုနှစ်တွင်လူငယ်1604ဦးတက်ရောက်၍ရေတက်စကန်းဆက်တစ်ခုနှင့်လေ က်စကန်25ခုတို့တွင်တင်ကြားခဲ့ကြောင်းသိရှိရပါသည်။